အားလုံးမင်္ဂလာပါဘိုလ်လုံးပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်အထူးသဖြင့်တော့ဒီကြေးရွာချင်းချင်းကနဲ့ဘိုလ်လုံးပွဲတွေမှာဗောအကျိတ်အနေပဲနော်ဟိုဘက်ဒီဘက်အားပေးလိုက်နေအကျိတ်အနေပဲတခါကြီးကြတော့ပွဲကအကျိတ်အနေဖြစ်ပြီးတော့အဲအနိုင်အရှုံးမပေါ်ဘဲနဲ့တည်ရီပွဲပယ်နတီကန်ရတဲ့အထိဗောနော်ဖြစ်တဲ့ဟာတွေရှိရတခါကြီးကြတော့အကူပြတ်နိုင်တယ်ဗောနော်ကူပြတ်နိုင်တယ်ဒါမဲ့ပွဲပြီးတော့ ငါးခုသုံးခုလို့မျိုးပေါ့နိုင်တဲ့ပွဲတွေရှိတယ်ပေါ့နော်အဲ့လိုပွဲတွေလည်းလိုက်ပြီးတော့ကြည့်ဘူးတယ်အပြာမှာပျော်ကြတယ်ကားတွေဟော့နေပါတယ်တီးပြီးတော့ပေါ့နော်ပျော်ကြတယ်ဒါပေမဲ့အဲ့ဒီမှာဘလိုလူတွေပါလဲဆိုတော့ငါးခုနဲ့ဂိုးပြတ်နိုင်တာကိုအောင်ပွဲခံရမယ်စားသုံးခုတွင်းခံရတာကိုမကြင်နဲ့နေတဲ့အဖွဲပေါ့နော်မင်းတို့ကပေါ့ကိုပေါ့လို့တကယ်ဆိုရင်ငါးခုအပြတ်နဲ့နိုင်ရမှာအဲ့ဒီသုံးခုကလုံးဝအဲ အသွင်ခံရစရာအကြောင်းမရှိဘူးဗောနော်အဲ့ဒါဂိုဒမာပေါလို့ဘက်တန်ပေါလို့စသဖြင့်ဗောနော်အဲ့ဒီလူတွေကိုအပြစ်လိုက်တင်နေတဲ့အဖွဲ့ဆိုတာသီးတန့်ကြီးကိုရှိတာနော်ဆိုတော့အဲ့ဒီအချက်ပေါ်မှာကျွန်တော်ဘာစဉ်းစားမိလဲဆိုတော့လူဘွားဆိုတာလည်းပဲကျွန်တော်တို့ဒီလိုပဲဖြစ်တတ်တယ်ကျွန်တော်ဘွားမှာအောင်ပွဲခံစရာတွေအများကြီးရှိရနော်ဒါပေမဲ့ကျွန်တော်တို့ကကိုကြရှုံးခဲ့တဲ့အရာပေါ်မှာပဲအများအားကြီးကွဲပြီးတော့နေတယ်ဗောနော်ဘွားဆိုတာ ငါးကိုးမှာအောင်ပွဲခံဖို့ဖြစ်တယ်ပေါ့နော်အတွင်းခံရတဲ့သုံးကိုးမှာကြည်ကွဲနေဖို့မဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ဘဝကိုစည်ရင်ချုပ်ကြည့်လိုက်လို့ရှင်ကျွန်တော်အောင်ပွဲခံစရာတွေအများကြီးရှိပါတယ်ကြည်ကွဲစရာလည်းမရှိဘူးမဟုတ်ရှိပါတယ်ဒါပေမဲ့ဘဝဆိုတာငါးကိုးသုံးကိုးနိုင်တဲ့ဘလုံးပွဲလိုပဲအောင်ပွဲခံစရာတွေကပိုးပြီးတော့များပါတယ်တကယ်တမ်းရေတွက်ကြည့်ရင်ပေါ့နော်ဆိုတော့ငါးကိုးနဲ့နိုင်ခဲ့တာကိုအောင်ပွဲခံဖို့ဖြစ်ပြီးတော့သုံးကိုးအတွင်းခံရတာကို ြေကွဲနေဖို့မဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဝေမျှချင်တာလေးပါအားလုံးကိုကြမ်းမှာစိတ်ချမ်းသာရှိကြပါစေခင်ဗျာပြန်တွေ့ကြတော့